GPS နံပါတ်1ကိုသွားတဲ့အချိန်မှာတွေ့ရတာတွေကိုပြောပြမယ် GPS နံပါတ်1ကရုပ်ရှင်မျိုးတော်စီမံကိန်းရှိတဲ့နေရာမှာအဲ့ဒီနေရာမှာကတော့တောကြီးရှိနေတယ်စသွားတဲ့အချိန်ဒီမှာတွေ့ရတာတွေကိုပြောပြမယ်ဘာမွေးထားလဲ ဒီမှာစပန်းဆိုင်ရတဲ့တွေ့ရတာအများကြီးရှိတယ်ဒီသွားတဲ့လမ်းတောက်လျှောက်မှာနွားတွေမွေးထားတယ်ဆက်ပြိုးရေးလုပ်လို့ရင် ဖြစ်မဲ့အနေအထားမှာရှိတယ်ဂျပန်နံပါတ်1ကဖြစ်တဲ့ချုံရပေါ်ရတဲ့အတွက်နွားမွေးတွေဆက်မွေးတာပိုပြီးကောင်းတဲ့အနေအထားမှာရှိတယ်မချခနာနွားမွေးထားတာတွေတွေ့တယ်။ဒါတွေကတပိမာတဲ့မျက်စာနေတယ် ကားကြီးသွားမရတဲ့အနေအထားမှာရှိတယ်ဂျပန်ခေတ်ထဲကဒရာမျိုးတင်းရှိတယ်ကားပြီးတော့သွားလို့ရတယ်ကားကြီးဆိုတာကပေါကားကြီးထက်ကျော်ရင်တော့သွားလို့မရဘူးဒီမှာလာတော့ပင်သားတစ်ပါးကောင်းတယ်ပဲနည်းတော့ရှိတယ်။ဒီကကနေကနေရတွေ့ရတယ်။ဒါပေမဲ့တပည့်ရတော့ ုံစံဆိုင်ပဲဆူဆူဆူရှိတယ်။ဖာပူတော့ကျွေးရအောင်ဖြစ်လာတယ်။စက်တမိုင်းအမြင်လဲဟောက်ကနေပြီးတော့ခွဲရသွားတာနေပြီးတော့နေပြီးတော့ရန်ကုန်မလာရဆိုလို့ရှိရင်စက်တမိုင်းဟောက်ကနေပြီးတော့ညာဘက်ကိုခွေသွားအောင်ပါ။ဒီနားမှာစတဲတခုရှိတယ်။ကိုယ်ကိုယ်ပင်ဤလည်းဖြစ်ထွန်းနေတာတွေ့ရတယ်ခနာပင်ဤလည်းဖြစ်ထွန်းနေတာတွေ့ရတယ် ဟုံးပင်အရင်ရှိတဲ့အပင်ကြီးတွေလည်းဖြစ်ထွန်းနေတာတွေ့ရတယ်။ခုခုပင်လည်းဖြစ်ထွန်းနေ၊ကြမ်းပင်မှာပါခုခုပင်တွေပေါက်နေတယ်။ချုံပင်တွေလည်းပေါက်နေတာတွေ့ရတယ်။ဒီနားမှာသက်ဆိုင်တစ်ခုခုရှိတယ်။သောဆိုင်ကဆွေကြီးကတည်းကတက်ဖို့ပြီးတော့ဆွေကြီးကလိုရတဲ့အများရှိတယ်။ဒီနေ့ခေါင်းမှာ တော့ဆက်နေကြတယ်မှာဒီကပါဆုံးပြီးရတယ်ကျွန်တော်မှတော်တော်လေးထောက်ချားနေတာရှိတယ်ပတ်ကင်းနေနေတာလို့ရှိတယ်အဲ့ဒီစားတော့ဆိုင်ကဖောင်ကြီးနဲ့နီးရဲလမ်းခွာမှာဒီမြေကြီးရဲ့ပပလည်နားရဲ့အလဲဘူဖြစ်နေတယ်။ဒီဘက်ကတော့အဲ့ကောင်ကအလဲမှာဖြစ်နေတယ်။အဲတကူထပ်တွေ့တယ်။ချာချာလေးလေးပေါ်ပြီးမြင်းနဲ့ရှာတာကိုတွေ့ရတယ်။ နိုင်ငံဝင်တက္ကသိုလ်ပေါင်းကြီးကိုညာချိုးရတယ်။ပေါင်းကြီးရဲ့ဆောဆန်ကတိတ်ဝေးဘူး။ဒီဘက်မှာတမဝိုင်မှာကောလိပ်ရှိတယ်။တမဝိုင်မှာကောလိပ်ပေါင်းကြီးဝင်နေအရာပြေမရှိတယ်။ချောင်းလာကျောက်ကန်ကြီးညာကိုရရှိဆက်သွားရတာတပည့်ရှိတယ်။လေကလေးပေါ်ပြီးတော့ကျွန်ရဲ့ဆိုင်ပြုံးမှုတွေ့နေတာတွေ့တယ်။ ရပါရှမဒီလေကြီးချင်းဦးစီးဌာနရှိတယ်။ဒီမြေအကဲကြောင်ရောင်းနေတာတွေ့တယ်။လမ်းညာဘက်မှာနှစ်ရှိပင်ကြီးဆိုင်လာတာတွေ့တယ်။ဒီနောက်ဝင်းကြီးဒီပြည့်စည်ရောင်းနေတာတွေ့တယ်။အနာမကရောက်ခန့်ကြီးရဲ့နာမဥတုကြီးပါမင်းကုန်းကြီးပါဟုတ်စု။မင်းကုန်းကြီးရဲ့အဆူရဲ့အောက်ကဥတုကြီးပါလို့ပြောတာအဲ့ဒီပြည့်စည်ကိုရှိတယ်။ရန်ချောင်းကြီးရရှိမှာဖရိုက်တာ ကျွမွေးဆောက်ရှောက်ရေးရှိတယ်။ထိတ်မှရေကနေတစ်ခုရှိတယ်။လည်းလည်းနေပြန်သွားရင်အမြန်လက်မယူရတယ်လမ်းကားကုန်ကားတွေဝင်ရတယ်ကောင်းတော့မကောင်းဘူးအဲ့တော့အခု GPS အမှတ်1အတွက်ပြောမယ်ဆိုလို့ရှိရင်အမြန်လမ်းဒီအမှတ်1လမ်းနဲ့အောင်မင်္ဂလာလမ်းတို့စုံတဲ့နာတဲကင်းလေးရဲ့ရဲကင်းလေးရဲ့အနည်းဆက်ဆုံ မြင်လဲဘက်ကနေလာတယ်ဆိုလို့ရှိရင်အနည်းစစုံဒီဘက်ကိုမြို့ရဲဘက်ကိုကိုယ်ဝင်တာမဟုတ်ဘူးမှော်ပြီးထောက်ချံဘက်ကိုလည်းသွားတာမဟုတ်ဘဲနဲ့ထောက်ချံရဲ့ညာဘက်ကိုချိုးချလိုက်တဲ့လမ်းလေးကနေဝင်သွားတယ်လမ်းကတော့နည်းနည်းကျန်းတယ်အမြင်လဲမှအနည်းလဲပြန်ထွက်လာလို့ရတယ်ရတယ်အဲ့ဒီလမ်းကနေဝင်သွားတာပေါ့အဲ့တော့ဒီရပါသလိုရှိရင်ရုပ်ရှင်မျိုးတော့စီမံကိန်းဆောက်ထားတာတွေ့ပြီးတော့ဒါကမြေပြင်မှာသွားကြည့်တဲ့အချိန်မှာဖြစ်နေတဲ့မြေရဲ့အနေအထား ရင်ကတဦးတရောက်ကတော့ဒီနေရာမှာတစ်ပင်ကြီးစိုက်ခဲတဲ့ပုံစံမှာရှိတယ်။ဒီစိုက်ခဲတဲ့ဟာမှာမြေပြင်ကဒီရောင်တွေဖြစ်နေပြီးတော့တောတောင်တွေဖြစ်နေတယ်။အဲ့တော့ဇီဆိုးငှက်တို့ပရစ်တို့ဒီလိုဟာမျိုးတွေမွေးမယ်ဆိုလို့ရှိရင်မွေးလို့ရတယ်။နှစ်ရှိပင်တွေစိုက်မယ်ဆိုလို့ရှိရင်စိုက်ထားလို့ရတယ်။ ီမြေခွက်အမှတ်ကိုပြောမယ်ဆိုလို့ရှိရင်တော့ဒီမှာစီစဉ်ထားပီတာကတော့ဒီ W1 ဆိုပြီးတော့မှတ်ထားတဲ့ဒဲကမှတ်ထားတဲ့ဒဲကဒါရန်ကုန်မန္တလေးအမြန်လမ်းမကြီးဘေးမှာ ရှိတာပေါ့နော် highway လမ်းမကြီးမဟုတ်တဲ့အမြန်လမ်းမကြီးဘေးပေါ့မှတ်တယ်ရုပ်ရှင်အစီအရောဒါကတော့အထဲထဲမှာတဲလေးတွေစောက်ထားပြီးတော့ ။ဟိုဘက်အချက်မှာဆိုအင်နာတွေရေတွေတူထားတာတွေ့ရတယ်။ဒါကြောင့်မို့ရေ ရှိတာလည်းသိကြတယ်။ဒီစစ်ကလည်းအနီနာဝင်းကျင်တီလာပြီးတော့အိမ်နာမှာစစ်တပ်တရက်ရှိတာကိုလည်းတွေ့ရတယ်။ဒီနာမှာကျွာရီရှိတယ်။ဒီတောင်ကတောတောင်နေပြထားတော့ဒီတိုင်းဖြစ်နေတာပေါ့နော်။ရုပ်ရှင်အစီအရုံကို ဒါကဆရာနှစ်ကကြီးအမှတ်စဉ်14 15 16ဒီထက်တဲ့အနေအထားရှိတယ်။အခုလည်းရတော့တောင်းမဲနေကြီးပဲအိုးရှိဒီဆိုင်ဘုတ်တော်ဆင်လာတဲ့နေရာရှိတယ်ဒီနေ့ဘဝမြေကြီးတဲလေးတွေမြေကြီးနေသားအဖြူရောင်တွေလည်းဖြစ်နေတာရှိတယ်အနီရောင်တွေဖြစ်နေရလည်းရှိတယ်။ဒီလိုတော့အနေနဲ့နေသားမှရှိတယ် ါဒုတိယနေရာကိုတောက်ဖို့တက်ကြည့်တာဖြစ်သွားပြီပေါ့နော်အဲ့တော့ပထမနေရာကအမှတ်စဉ်ဇာနံပါတ်အမှတ်စဉ်2ကကြီး145 16 3ုတွဲထားပြီးတော့တော်ကြီးဖြစ်နေတာပေါ့နော်အဲ့တော့ဒီမှာကြည့်ရမှာကအမှတ်စဉ်14 15 16ဆိုလို့ရှိရင်ဘယ်နှအီကလဲဆိုတဲ့ဟာကိုကြည့်ရမှာ